ပြည်မျိုးနယ်ပေါင်းတလဲတွင်ပြူစောတိခေါင်းဆောင်လှမြင့်တည်ဆုံးပြီးနောက်တားဖြစ်သူဆိုင်းဒီဟာဦးဆောင်မှုဆက်လက်လှုပ်ဆောင်ပဲခူးတိုင်းပြည်မျိုးနယ်ပေါင်းတလဲရှိပြူစောတိခေါင်းဆောင်လှမြင့်တည်ဆုံးပြီးနောက်၎င်း၏တားဖြစ်သူဆိုင်းဒီဟာကပြူစောတိဖွဲ့ကိုဆက်လက်ဦးဆောင်ကမိသားစုဝင်များနဲ့အတူပေါင်းတလဲရဲစခန်းသို့ပြောင်းရွှေ့နေထိုင်ကြောင်းဒေသခံပြည်သူများထံမှသိရပါသည်အောက်တိုဘာ6ရက်မနက်10:00ခန့်တွင်ပြည်မျိုးနယ်ပေါင်းတလဲ ခွေရရှိရုပ်ကုံကြီးရွာမှာလာမြင့်ကိုဝင်းတင်စိတ်ကြီးရွာနီးတွင်ဘဘိုးတိုင်းစစ်ဌာနဗျူဟာ27လက်အောက်ခံပြည်ခရိုင်တပ်ရင်း2 363နှစ်နဲ့တပ်ရင်း1 363တို့ရဲဘော်များကအရှင်ဖမ်းဆီးခဲ့ပါတယ်။သို့သောစစ်စင်မင်းမြန်ရန်ခေါ်ဆောင်လာစဉ်လှမြင့်ကထွက်ပြေးရန်စ조사ရာလိုက်လံပြစ်ခတ်ဖမ်းဆီးရတွင်ကြည်ထိမှန်ကတေဆုံးခဲ့ပါတယ်။လှမြင့်တေဆုံးပြီးနောက်တားဖြစ်သူဆိုင်းတီဟခချိုကြီးက ပြူစောတိဖွဲ့ကိုဆက်လက်ဦးဆောင်နေပြီးခေါင်းဆောင်ရာထူးကိုဆက်ခံထားပါတယ်။သို့သော၎င်းသည်ခွေရရှင်ရုပ်ကုံကြီးရွာတွင်ဆက်လက်နေထိုင်ရန်မရဲသောကြောင့်မိသားစုဝင်များနှင့်အတူ ပေါင်းတလဲရဲစခန်းသို့ပြောင်းရွှေ့နေထိုင်ကာအဖွဲ့ကိုအဝေးမှအုပ်ချုပ်နေကြောင်းသိရပါတယ်။လှမြေသားဆိုင်းတီဟာကသူ့ဖေမရှိတော့လဲအဖွဲ့မပြတ်စေဘူးလို့ကြွေးကြော်ထားတယ်။ဒါပေမဲ့သူက ခွေရရှင်ရုပ်ကုံရွာမှာမနေရတော့ပဲ။ ပေါင်းတလက်ရဲစခန်းမှာမိသားစုလိုက်ပြောင်းနေတယ်။ပြူစောထီးတွေကိုအဝေးကနေလှမ်းအုပ်ချုပ်နေတယ်လို့ဒေတာကန်တူကပြောပါတယ်။စိုင်းဒီဟာဒီကျန်ရှိပြူစောထီးအဖွဲ့ဝင်များကိုစုဆောင်ရင်းကျေးရွာတွင်လူငယ်များ၏အချက်လက်များကောက်ယူပြီးရဲစခန်းနှင့်စစ်ကောင်စီထံတရင်ပေးပို့ခြင်းစစ်ကောင်စီရွေးကောက်ပွဲအတွက်ကူညီခြင်းများအပြင်အစည်းအဝေးစစ်ချင်းအတင်းအားဓမ္မစစ်မှုထမ်းအစ်ခေါ်ယူခြင်းနဲ့ဝေါ်တာဆွဲဖန်ဆီးခြင်းများကိုလည်း၎င်း၏အဖွဲ့က ဆက်လက်လှုံ့ဆော်နေကြောင်းဒေတာကံများထံမှသိရပါရဲ့ရှင်